တားကလည်းဒီ option နဲ့ကတားလို့မျိုးအဲ့လိုလုံးမဲ့တားမျိုးတော့မဟုတ်သေချာတယ် confirm လူကပြောတယ်တားသမီးကိုချီးကျူးမစောပါနဲ့တဲ့အဲ့လိုမျိုးပေါ့ဘယ်ကောင်ကိုတေသွားတဲ့ချိန်ဒီမချီးကျူးလိုက်ရပဲနဲ့နေသားမျိုးတော့လည်းနေမှာမဟုတ်လှုပ်ချင်တာလေသူ့ရဲ့လှုပ်ဆောင်မှုတွေကသူ့သူ့အပိုင်ပဲဘာလို့မျိုးအယုတ်ကလေးမွေးထားတာမဟုတ်ဘွာဟိုတတိဆန်ကောင်းလေးမွေးထားတာမဟုတ်ပြီးတော့မိမိဘရဲ့စွတ်တောင်းစကားပေါ့မိဘရဲ့ချစ်ချင်းမေတ္တာဆိုတော့ဟိုကိုသားသမီးကိုကမကြင်ကောင်းဘောနော်အဲ့တော့စွတ်တောင်းမေတ္တာကြီးကအမြဲတမ်းဆိုတော့သူလည်းကောင်းမွန်တဲ့လူနဲ့ပဲတွေ့မှာ အဲ့တော့အဓိကသူကောင်းမွန်တဲ့လူနဲ့တွေ့တာမတွေ့တာနောက်မှသူကောင်းမွန်အောင်ပြုစုပြထောင်အောင်မှာပို့လို့ဒီကားထဲမှာသူနဲ့ကိုနေကတော့လင်မယားပေါ့ငငယ်တုန်းကကြိုက်တယ်အဲကြိုက်တယ်ဆိုမှလည်းငယ်တဲ့ချိန်ကြိုက်တဲ့စိတ်ပေါ့လေနော်ပြီးတော့တင့်တော်လဲဆိုပြီးသူကလည်းတင့်တော်တယ်ကိုကလည်းတင့်တော်တယ်ဆိုပြီးဖြစ်သွားတယ်ပေါ့ပြီးတော့မှအဲ့တော့လေးမပြေလဲရဘူးသူကတအားကြီးနေတယ်သား အာစဉ်းစားနေသူအဲ့လိုဒီမှာကတော့သူကအဲ့လိုတားအောင်ရမ်းချစ်တာပေါ့နော်ထုံးစံတိုင်းအမေရဲ့ထုံးစံတိုင်းမဟုတ်ဘဲတားအောင်ရမ်းချစ်တယ်ဘလိုပဲအကျော်တင်တယ်ဘလိုပဲမောက်မာရိုင်းဆိုင်ရိုင်းဆိုင်အဲတားနေကြရင်သူပျော့အနူးညံ့တယ်တားအတွက်ဆိုဘာမှဆိုလုပ်ပေးမယ့်အမေမျိုးဖြစ်နေရပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့မေဟောကောချင်းမန်းဖွင့်နေတယ်လေအဲ့လိုဆိုတဲ့အခါကျတော့အမှတားနေကြရင်သူကယောက်ျားနေကြရင်ယောက်ျားကို ဟိုဟိုလိုခေါ်မလဲကိုတက်သူကစင်းရဲလူမပြေလဲလူကိုကယူထားတာပေါ့နော်အဲ့ကိုယောက်ျားကိုဒါပေမဲ့ကိုကချစ်တယ်ချစ်ပြီးတော့သူ့စီကချစ်ချင်းမြတ်တာကိုရကြတယ်လို့ကိုယောက်ျားဆက်ဆံတဲ့ပုံစံတမျိုးအဲတားပေါ်ကြတော့ကိုနူးညံ့မှုအပြည့်ပေါ့နော်အဲ့အရာလေးတော့ဒါမှတားလည်းအရွယ်ကြီးနေတယ်ကိုတားပစ္စည်းလေးပဲရှိတဲ့ခါကျတော့တားပစ္စည်းလေးကိုကြတော့ကိုတားလေးကိုကြတော့ကိုဘလို့ခဲလို့ရသေးဒီအရွယ်ကြီးကြတော့တခါမှအဲ့အရွယ်တားတခါမှမရိုက်ဘူးတော့နည်းနည်းတော့အဆင်ပြေသွားမှာပါအဲဒီလိုပဲတခါကျရင်လိုပဲတွေးနေခက်ခဲလို့တွေးရတဲ့အရာပြီးတော့လည်းအဆင်ပြေသွားမှာပါပဲ เนาะဘယ်မှာမမြဲဘူးလေတရားသဘောပဲဘာလို့ဆိုတော့အဲ့လိုလူပဲဆိုရင်စိတ်ပူပန်စိတ်တောကစိတ်တွေလောဘနဲ့မောဟဒေါသအလုံးရှိကြတာပဲပေါ့နော်ဒါပေမဲ့ဒါတွေအကုန်လုံးကဖြတ်သန်းမှာပဲဖြစ်တဲ့အခါကျတော့အဲ့ချိန်မှာစိတ်ကလေးတစ်ခုထားရင်တော့ပြီးတော့လည်းပြီးသွားတာပါပဲဘာလို့ဆိုတော့အမကျန်တဲ့ကားမှဆိုရုပ်ရှင်မှာဆိုအမ fighting ရိုက်ထားရတယ်ဟင်း ဖိုက်တင်ဆိုတော့40ကျော်မှ44အခု44တက်ရောက်ပြီပေါ့နော်43ပြည့်ပြီ44တက်ရောက်ပြီမှဒါပထမဆုံးဖိုက်တင်ရိုက်ထားတာပေါ့ဆိုတော့အဲ့ခါကျတော့ပထမတော့အဲ့လိုပေါ့စိတ်ကူကန်တာပေါ့မလုံးနိုင်ပါမလားဆိုတော့ခါတော့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့ crew တွေပေါ်မှာကိုကအားနာစိတ်တွေပါထားလို့မရအောင်လေအာတော့ပြီးအားနာရဲဆိုရင်နှစ်ခါသုံးခါလောက်အောင်ခတ်တာပေါ့အဲ့တခါလည်းနဲ့အဆင်ပြေသွားတော့ဟောတကြီးနေမြန်ကဖိုက်တင်လုံးနိုင်ပါသေးလားပေါ့ ဆိုတာအဲ့တော့ကြိုရင်ပူပန်ရင် ခတ်တယ်အဲ့လုံးတဲ့အချိန်မှာအကောင်းဆုံးစိတ်ချပြီးလုပ်လိုက်ရင်အဆင်ပြေသွားပါတယ်အဲ့လိုမလို့ထင်တယ်ဘာလို့ဆိုတော့မမွေးရင်တော့မ20ကျော်မွေးလို့ရနိုင်ပြီလေ21နှစ်အရွယ်ကောင်းကောင်းမွေးလို့ရပါပဲဒါပေမဲ့ရုပ်ကလည်းအဲ့လောက်တော့နုမနေပါဘူးဆိုတော့အဲ့လောက်ကြီးချကြရတော့မလို့ပါမလွယ်ဥစ္စာတလို့လေကိုမှရှိရတာပစ္စည်းလေးလေးနော်ကိုကလည်းအဲ့လိုမျိုးစီနီယာမတွေလိုမျိုးပေါ့နော်ဆွဲစုံရတဲ့အဲ့လိုမျိုးပေါ့နော်တင်းတို့ထားပြီးတယောက်ဆောင်လဲတော်နေတဲ့အဲ့လိုတယောက်ဆောင်တွေမှာတော့မပါပါဘူးဒါကိုကိုကိုလည်းသိပါတယ် ဒါပေမဲ့အမှမလို့လဲဆိုတော့တားဥမာကိုအဲ့လိုပေါ့တားဆိုရင်အခုကြံခဲ့တဲ့ကားဆိုလဲတားငယ်တဲ့အရွယ်ဆိုရင်လောက်ရတာလုံနိုင်တယ်ကွာအဲအခုကြီးရဲ့အရွယ်ကကြတော့ဘာမှမလုပ်ဘူးဆိုတော့နည်းနည်းတော့လဲအဲ့လိုပေါ့ ှိရောရှိရပါဗောဒါပေမဲ့ပြည်တော့မှာပေါ့ပြင်စင်တာဆိုတော့ဝတ်စားဆိုလို့ရှိရင်လည်းသူကဆို stylish ရှိတယ် make up ဆိုလည်း make up artist ရှိရပါဗောနကိုကကြောက်ကိုရဲ့တိ ਊ ဆောင်ပိုင်းအောင်ပဲကိုကစိတ်နှစ်ပြီးလုပ်ရုံပဲဆိုတော့ဘာမှတော့အဲ့လိုရောကြီးမားထွေထူးခက်ခဲတော့မရှိပါဘူးအပြင်မှာတော့ဒီဇယုံတော့မတူမှာမဟုတ်ဘူးဘာလို့ဆိုတော့မျိုးကဒီဂျမားကြတော့သူကသူကဘောင်ရှိတယ်စီးရှိတယ်သူဇညွန်းစရာဖြစ်ချင်တဲ့ ဒီ character အတိုင်းကိုလုပ်ပြရပါဘောနော်အပြင်မှာဆိုတော့အဲ့လိုမျိုးတားဖြစ်ချင်တာတွေကိုအရင်အဲ့လိုဟန့်တားစီမဲ့အဲ့လိုမျိုးမဟုတ်ပါဘူးဆိုတော့တားကလည်းဒီရုပ်ရှင်တွေကတားလို့မျိုးအဲ့လိုလုံးမဲ့တားမျိုးတော့မဟုတ်သေချာတယ်ကွန်ဖန်အဲ့ဆိုမျိုးမျိုးဟိုလူရက်ပြောတာတားသမီးကိုချီချူးမစောပါနဲ့တဲ့ အဲ့လိုမျိုးပေါ့ဘယ်လိုလဲကိုတေဝါတဲ့အချိန်ဒီမချီကျူးလိုက်ရပဲနဲ့အနေထားမျိုးတော့လည်းနေမှာမဟုတ်ဘူးချီကျူးတင်တာချီကျူးရမယ်ဆုံးမတင်တာဆုံးမရတယ်ပေါ့နော်။ဘာလို့ဆိုတော့ကိုကိုယ်တိုင်လည်းလူဟိုဘယ်လိုကို့ချီကျူးတဲ့ဟာလေးလည်းကြိုက်တယ်။လူအဲ့လိုဆုံးမတာလေးတဘောကြရတယ်ပေါ့။ဆိုတော့တာသမီးကိုလည်းအဲ့လိုပဲဆိုတော့တားကတော့အပြင်ကတားကတော့ဒီဇက်ထက်ကတားနေတူမှာမဟုတ်ဘူး။ဘာလို့ဆိုတော့အဲမိမကြောင့်နဲ့ရှင်ပြီးတော့အမေကိုပုံကန်ပြီးတော့အော်ဘယ်လိုဖော်မလဲကိုတားရောကိုရွေးမှာမဟုတ်ဘူးဟိုမိမတယောက်ကိုရွေးမှာမဟုတ်ဘူးအဲ့လိုပဲကိုကလည်းတခြားသူချစ်တဲ့မိမတယောက်ကို ဘယ်လိုခေါ်မလဲသူအခက်တွေ့ရအောင်လို့သဘောမတူဘူးတွေပါလေလုံးဝမဟုတ်အဲအစောအစောတဲ့တည်းဘတ်ဆော့မျိုးအရင်တော့နေဖြစ်ဘူးသလိုပဲတားဖြစ်ချင်တာအကုန်လုံးမျိုးကလက်ခံတယ်မျိုးပြောပြသားလေသူ့ဘာသူဆိုဆို66 6ဆိုတာနဲ့ပဲတွဲတွဲ6တာနဲ့ပဲတွဲတွဲနောက်ဆုံးဘလို main ကလေးမျိုးနဲ့ပဲယူပါစေအောင်သူ့ရဲ့ယူရဲ့သူ့ရဲ့ဖြစ်တည်မှုတိုင်းအကုန်လုံးမျိုးကလက်ခံတယ်အကောင်းဆုံးပတ်ဖို့ပြမှာအဲ့ဒါမှလည်းကောင်းတဲ့ပတ်ဝန်းကျင်တိုင်းဝန်းနဲ့ရောက်သွားမှာပေါ့နော်ဆိုတဲ့အခါကျတော့ဘလို့ခေါ်မလဲ မျိုးတော့မွေးပဲမွေးလိုက်ရတာလေနော်မွေးပြီးတော့မှအကောင်းဆုံးရတ္တိအောင်လို့ပဲပံ့ပိုးပေးရမှာပြုစုပို့ထောင်ပေးရမှာချန်တဲ့သူ့ရဲ့စိတ်ခန္ဓာကိုသူ့ရဲ့ဖြစ်တည်ချက်သူ့လှုပ်ချင်တာလေသူ့ရဲ့လှုပ်ဆောင်မှုတွေကောသူ့သူ့ပိုင်မယ်ဘာလို့မြို့အယုတ်ကလေးမွေးထားတာမဟုတ်ဘွာဟိုတရိษံအကောင်လေးမွေးထားတာမဟုတ်အဲ့ချို့လို့ပက်တွေမွေးနေတော့မှသူကလုံးဝဂီယူဆိုင်တဲ့လူရှိရလေခွန့်ကျွဲလူအောင်ရှိရပဲဘာသားသမီးဖြစ်တဲ့အခါကျတော့ကိုမွေးထားပြီလို့ရှိရင်အကောင်းဆုံးပဲပတ်ဖို့ပို့မှာဟိုကဖြစ်ကမယ်ဒီကဖြစ်ကမယ်မလို့ဘာလို့မြို့ကြောင်းရွရအောင်မှတောက်ကိုယ်တိုင်းရွေးထိုက်ပါလေဆိုငယ်တဲ့ကအဲ့လိုပဲဘာလို့ သူ့သူ့ရဲ့ choice ပေါ့နော်။ဘာဆိုအဲ့ရတော့ right ကဘာလဲဆိုတော့ပေါ်တော့လမ်းပြပေးရတာ ပေါ့။ choice ကတော့သူ့ကိုယ်တိုင် choice လုပ်မဲ့ဟာကိုပဲပြေးသွားမှာ။ငငယ်တဲ့အဲ့လိုရွေးချယ်ခွင့်ရှိတယ်။အဲအဲ့လိုဟာမျိုးကလေးမျိုးမှအသက်ကြီးလာတဲ့ခါကျရင်ကိုယ့်ကိုကောင်းကောင်းရည်တည်နိုင်မယ်လို့ပြောရတယ်ဆိုတော့ရွေးချယ်ခွင့်မရှိဘဲနဲ့ပိတ်ပင်အားလုံးပိတ်ပင်တားဆီးရဲဟာဆိုအင်မပြေဘူး။ဒါပေမဲ့ဘယ်ဟာအမှန်လဲဘယ်ဟာမှားလဲဆိုတော့မိဘကတော့လမ်းပြပေးရမှာပေါ့။မိဘကလည်းညံသုံးရတာပေါ့နော်။ ။ဥပမာဆိုညရဝင်လို့ဖျားရှစ်ကိုရဲဆိုလို့ရှိရင်မြေဝအမြဲဆူတောင်းပေးနေကြစကားရှိပါတယ်။ဟိုဒါတက်ရှိကျမ်းမှာတားလေးပေါ့။အာဘာလို့ဆိုဟိုခလေးတယောက်ကိုသူဆိုးတဲ့အချိန်ညမှာဘေးနားလာပြီးတားလောင်းနင်းကဒီလိုမင်းကဘာဖြစ်တယ်ညာဖြစ်တယ်သွားပြောလို့မရအောင်နားမဝင်တော့ဘူး။အဲ့တော့ဘာလို့ဆိုစကားတွေကနေ့တိုင်းပြောနေတဲ့စကားတွေကချင်းချင်းမှာအမတ်တရဆိုတာမမတ်ရဆိုတာရှိတာပါလေအဲ့တော့တားကိုအိရရဲဝင်နေချင်းအိရရဲဝင်နေချင်းဆိုတာဒါကလူကအရင်ကူးတောင်းဖြစ်သွားပြီပေါ့နော်အဲ့ကျရင်တားကိုမြေကဆွတ်တောင်းပေးတယ် ဆူတောင်းပေးရဆိုဆူတောင်းပေးတဲ့ဆုံးမသာပေါ့တက်ရှိချမ်းမဆိတ်ချမ်းသာလိုဟာဆန္ဒပြည့်စုံပါစေပေါ့မမေသားလေးတက်ရှိချမ်းမဆိတ်ချမ်းသာလိုဟာဆန္ဒပြည့်စုံပါစေဖခင်တရားတန်ခါမိဘဆရာကိုယူတိကိုင်းဆိုင်တဲ့သူတော်ကောင်းလေးဖြစ်ပါစေမိဘဆရာသမားတို့ကတုံ့တယ်ဆုံးမတဲ့အခါမှာလဲနားလည်လွယ်သိယူလွယ်တက်မြောက်လွယ်တဲ့သူတော်ကောင်းလေးဖြစ်ပါစေပြီးအမမက်အမယားကိုပညာဉာဏ်နဲ့ရှင်ရွေးဖန်ပိုင်းချနိုင်ပြီးအမှန်တရားဘက်မှာယက်တည်တဲ့သူတော်ကောင်းလေးဖြစ်ပါစေဘဝမှာအကောင်းဆုံးနေတာပိုင်ဆိုင်ရရှိပါစေဆရာကောင်းသမားကောင်းမိတ်ဆွေကောင်းချွေရံကောင်းယာတုစည်းစိမ်ကောင်းနေရာထိုင်ခင်းကောင်းအတတ်ပညာကောင်း မြကိုတင် जा တက်မြောက်နိုင်ပြီအိမ်အောင်ပြုတဲ့ခါမှာလဲဇနီးမယားကောင်းကိုပိုင်ဆိုင်နိုင်ပါစေသူတစ်ပါးခက်ခဲမြောက်လဲကောင်းတဲ့ဘက်ကနေကူညီဖြည့်ရှင်းပေးနိုင်တဲ့သူဖြစ်ပါစေဘူးရီစေဝါကင်းစင်ပါစေသာသနာပေါင်းနဲ့ဝင်တဲ့ခါမှာလဲသာသနာကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်ပြန်ဖြစ်ပါစေမိမိတားလေးတိတ်စေတက်ရှိကျမ်းမှာဆက်ဆံတာလို့သာသနာပြေဆုံးပါစေဆိုအဲ့ဒါကိုညအိယာဝန်တိုင်းပြောပေးတဲ့အခါကျတော့ဒီထဲမှာအချက်လက်တွေအများကြီးပါတယ်ပြီးငါးမတိလောက်တင်တဲ့အခါကျလို့ရှင်လေညီမလိုပါတင်လို့ အဲ့ဒီမှာရက်သေးစာဆိုလို့ရှိရင်လည်းရက်သေးစာတောက်စားခြင်းနဲ့အတူမူရီဆေးဝါးကင်းစင်တဲ့ဟာပါသင်ထားပေးတယ်။အဲ့ခါကျဘာလဲဆိုတော့လိုအပ်မှအရေးပေါ်သုံးတာထက်အဲ့လိုတကူးတကိုက်ခေါ်ဆူနေတာထက်အဲ့လိုညရဝင်ချိန်အဲ့လိုပုံမြင်ပြောပြတဲ့အချိန်တွေမျိုးမှာအဲ့လိုစကားလေးတွေပြောရတဲ့ခါကျသူအမြဲကြားနေတာ။တခုခုဆိုရင်တော့ဒါဟိုဘယ်လိုမှမလဲသူဒါမျိုးလုံးဝမလုပ်ဘူးလို့တော့မျိုးအာမမခံဘူး။ဒါသူစိတ်လေကိုယ်စိတ်မဟုတ်ဘူး။ဒါမှမဟုတ်တခုခုလုပ်မယ်ဆိုရင်တော့စိတ်ထဲမှာဟာမမေကဒါလေးဆူတောင်းပေးထားတယ်။မမေကဒါလေးပြောထားရဲဆိုရဲအတိလေးရတော့ ကတ်သွားတာပေါ့အဲ့တော့အတိလေးတတိလေးရှိတယ်ဆိုလို့ရှိရင်မှားခြင်းလောက်မှတရားရခိုင်လုံးမမှားတော့မှားတော့မှားကောင်းမှားနိုင်တယ်ဒါပေမဲ့တရားရခိုင်လုံးမမှားတော့ဘူးအဲ့ဒါဘာလဲဆိုတော့လိုအပ်မှပြောတာထက်စကြရေဖြည်းဖြည်းချင်းပေါ့နော်အပင်တပင်ဟောကွာအခုဆိုင်ကြီးစားလို့မရအောင်အဲ့တော့စကြရေကဒီချစိုက်ထားပြောထားပေးရအဲ့တော့အဲ့ဆုံးမစားအောင်ညာတိုင်းပြောပေးတဲ့အခါကျတော့သူကအမြဲတမ်းဥမာအသိရှိနေတယ်ပြောချင်တယ်အဲ့တော့ကိုယ်သားကိုကဘာလို့အာမခံလဲဆိုတော့တေချာတယ်အမေကိုအဲ့လိုပို့ဆိုးပတ်ဆက်ပြောပြီးတော့မှ မိမတယောက်စီထွက်သွားမယ်လို့မဟုတ်ဘူး။သူကိုယ်တိုင်သူရွေးချယ်တဲ့သူကလည်းအဲ့လိုတောင်မဟုတ်ဘူး။ပြီးတော့မိမိဘရဲ့စွတ်တောင်းစကားပေါ့မိဘရဲ့ချစ်ခြင်းမေတ္တာဆိုတော့ဟိုကိုယ်သားသမီးကိုကမကြင်ကောင်းဘူးပေါ့နော်။အဲ့တော့စွတ်တောင်းမေတ္တာရအမြဲဆိုတော့သူလည်းကောင်းမွန်တဲ့လူနဲ့ပဲတွေ့မှာ။အဲ့တော့အဓိကသူကောင်းမွန်တဲ့လူနဲ့တွေ့တာမတွေ့ရနောက်မှသူကောင်းမွန်အောင်ပြုစုပြုထောင်အောင်မှာကိုယ့်လို့အော်မိမိရဲ့ character မှာတော့အလုံးစဲနေရယ်သူကမိမိကိုသာစဲနေကြတာနောက်မြို့ကနောက်တကားပေါ့နောက်တကားဆိုရုပ်ရှင်ကားရွယ်အဲပင်ကီမှာ fighter ဖြစ်နေပါပြီလို့အာ အဲ့ဒါလည်းလူတွေသူကိုယ်တိုင်ကလည်းဟိုလိုပေါ့မလဲအခြေခံမကောင်းခဲ့တဲ့ခါကျတော့ဟိုသားသမီးကိုဆုံးမသွန်သင်တာမှားတာပေါ့နော်ပြီးတဲ့ခါကျတော့အဲ့မှာဘာလဲဆိုအင်တာဗျူးတဲ့ခါမှာယောက်ျားတယောက်ကိုချစ်ပြီးတော့တချိန်ရရင်တော့ငါ့ကိုပေါ့တင်းနှောင်းတင်းတယ်ယူမှာပဲဆိုပြီးတိတ်တိတ်ပုံဟိုမယူထားတင်ဘူးခလေးတွေမမွေးထားတင်ဘာလို့ဆိုချစ်ချစ်ဖြစ်တာမှာလူတယောက်ကိုခြိနှောင်တဲ့အချိန်မှာခလေးမွေးပြီးတော့မှအဲ့လိုမျိုးပေါ့နော်ခလေးမွေးလိုက်လို့ရှိရင်တော့အဆင်ပြေသွားမှာပဲโอเคသွားမှာပဲဆိုတာကတော့ယောက်ျားတိုင်းတော့မဟုတ်ဘူး တော့ဒီမှာမမိသွင်းရပါဖြစ်နေလဲဆိုတော့ तू ကအဲ့လိုမျိုးပေါ့တက်တိတ်ပုံ तू ကတော့တကယ်တမ်းကျတော့ तू तू က तू အရင်ယူတာမှန်မဲ့မဲ့လဲနောက်ဟိုဘယ်တော့တက်တိတ်ပုံဖြစ်တဲ့ခါကျတော့မရင်ငယ်ဆိုတာဖြစ်သွားတာပဲเนาะဆိုတော့အဲ့မှာရင်စပြီးပရိသတ်ကလည်းမရင်ငယ်ပါ냐သူဆဲကြတယ်ဇက်ကိုကြည့်လိုက်လို့ရှင် तू ကအစတွေကဒါမိဘသဘောမတူလို့ तू ကအရင်ယူထားတာဟိုကကျတော့ तू ကအဲ့လိုမျိုးပေါ့ဘယ်လိုခေါ်မလဲမိဘသဘောတူလို့တင်းတင်းတယ်ယူတာအဲ့တော့မိန်းကလေးအဲ့မှာသတိချက်ကမှကျတော့မိမိတင်ကိုဆဲရလဲဆဲပါဒါပေမဲ့ ဘာလို့သတိထားရမှာလဲအချစ်တစ်ခုတည်းနဲ့တက်တိတ်ပုံမယူသင့်ဘူးဟိုဘလို့မင်္ဂလီမင်္ဂလာရှိအောင်တင်းတည်းယူသင့်တယ်ပေါ့နော်ဆိုတော့ဆဲတာလဲဆဲပေါ့နော်ဒါပေမဲ့လောင်းတဲ့ကားတွေမှာလဲယူယူသင့်တဲ့ဟာတွေဘူးသူတိုင်းရှိပါတယ်အဲ့တော့ဆဲနေနေပဲတကယ်လက်တွေယူရမယ့်ဟာကြီးလည်းရွေးရမှလည်းစိုးပါတယ်။ဒါလည်းထုံးစက်တိုင်းမှာပဲအဲ့လိုပဲဟိုပေါ့ကောင်းရင်ကောင်းသလိုတော့လည်းအဲ့လိုဆဲချအောင်မှာပါပဲ။ဒါပေမဲ့မျိုးကတော့အဆင်ပြေပါတယ်။ဘာလို့လဲဆိုတော့ဟိုကိုယ့်ရဲ့ရည်တည်ချက်ရကိုယ့်အသက်အရွယ်ရ ဟိုဘယ်လိုကောင်းလဲအချစ်ပဲခံနေတာပေါ့လူတိုင်းကတော့အချစ်ပဲခံနေတယ်ဒါမဲ့ဘယ်လိုလဲဆိုတော့ဟိုအာမင်းတို့ကဒီကားရဲ့ရိုက်နေရဒါမရိုက်မွေးသွားမှာလားဟိုတကွေဒီကားဆိုတော့မမွေးသွားပါဘူးမိသားစုရှိတယ်ရက်တရမယ်ပုံမှန်လေပက်နေရတဲ့ခါမျိုးမှာကြတော့အလုတ်ကလုတ်ဖို့လိုပါတယ်ဆိုတော့ရတဲ့အလုတ်ကိုဟိုဘယ်လိုကောင်းလဲတံမိုးထားပြီးလုတ်တဲ့သဘောပါပဲအဲ့တော့အပိစပ်ပါအောင်လို့ဒီက W Entertainment ကနေပြီးတော့ရိုက်တာ Canon Plus ကနေလွတ်မှာပေါ့နော်ဆိုတော့အတွဲဆက်ကလည်းဟိုအမြင်သိ ဖြစ်ပါတယ်ဆိုတော့အစ်စ်တေရောအားလုံးအားပေးကြပါအောင်